ဒီနေ့ပြောပြသွားမယ့်သင်ခန်းစာကတော့ the like and interact တိုင်းရပြောစကားနဲ့ and jargon နဲ့ဆင်ပြောရစကား the like speech နဲ့ interact speech လောက်ပါလဲပေါ့ direct speech ဆိုတာလူတုံးနဲ့တူတိုင်းရပြောတာမင်းနဲ့ငါနဲ့သုံးပြီးပြောရစကားမျိုးပေါ့ငါမျိုးဘယ်ချိန်မှာခေါ်လိုက်မယ်မင်းနေကောင်းလားမင်းချမ်းပါလားလို့တိုင်းရမြင်စကား interact ကကြတော့အဲ့ဒီလူမြင်ရစကားကိုဟိုကကြတဲ့ third person ပေါ့လား ူကတော့သူ့ကိုဘယ်လိုပြောရလဲသူဆိုတဲ့စကားလုံးကိုသုံးပြီးတော့သူ့ကိုသူမတို့ဆိုတဲ့စကားလုံးကိုသုံးပြီးတော့အားတယောက်ကနေပြောတာပေါ့နော်ဒီမှာဒီလူနှစ်ယောက်ပြောတဲ့စကားဆိုရင် the right ပေါ့နော်အဲ့မှာဆိုနောက်တစ်ယောက်ကနေပြီးတော့ညမှာမှာကျွန်တော် attend တုံးတဲ့နေရာမြန်မာဆိုတာ interact speech လို့ပြောရရင် the right ကနေ interact ကိုပုံစံလေးကဘယ်လိုပြောတာလဲဆိုပထမဥပမာလေးဆိုရင်ကြော်ကြော်ဆက်တူလိုက်လား i will take you to the pagoda ဒါက direct speech ပေါ့နော်အဲ့ဒါကို indirect ပြောင်းထားတဲ့ပုံစံလေးကကြော်ကြော်တိုးလာလာတဲ့ he would take her to the pagoda အဲ့ဒါကြော်ကြော်လာလာကိုသူတိုက်ရိုက်ပြောတဲ့စကားမှာဆိုငါမျိုးဖျောက်ခေါ်သွားမယ် indirect speech မှာဆိုကြော်ကြော်လာလာကိုသူသူမောဖျောက်ခေါ်သွားမယ်တဲ့အဲဒီလိုမျိုးပေါ့နော်မြန်မာလိုဆိုရင်အဲ့ဒါဆိုရင်ဒါပေါ့အဲကြော်ကြော် subject လာလာ object ပေါ့နော်ဒီထဲမှာရှိရဲ့ subject အဲကြောကြောဆက်ချက်လောက်အောင်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒီ open inverted comma နဲ့ close inverted comma ကြားထဲမှာရှိရဲ့ဒီ i ရ subject ကိုရင်းနှီးတာဖြစ်တယ် u ရော object ကိုရင်းနှီးတာဖြစ်တယ် direct ကနေ direct ကိုပြောင်းမယ်အဲဆိုရင် step တိရှိရပေါ့နော်အဓိကဒီဆီမပြောထားတဲ့အချက်ပြောထားတဲ့အဲ step ဆိုတော့၃ခုပေါ့နော်ဒါကိုမမိတယ်လို့မှတ်လို့ရတယ်ပထမဆုံး step အနေနဲ့ဆိုရင်တော့ ဆက်တူကိုတိုးပြောင်းရမယ်။ဒါပေမဲ့ဒီနောက်ကနေ object နားထောင်နေလို့မပါဘူးဆိုတော့ပြောင်းစီရမလို့လို့မေးခွန်းဆိုရင် ask ပြောင်းရမယ်ဒါပထမတစ်ချက်ပေါ့နော်။သူပြောတယ် set to ဒီကိုတိုးပြောင်းရမှာဒါမှမဟုတ် ask ပြောင်းရမှာပြောင်းစီရမလို့လား။ဒါပထမတစ်ချက်။နောက်တစ်ချက်ကစကားပြောမလာခင်ဆိုတော့ဒီ open inverted comma နဲ့ close inverted comma မလာခင်မှာအဲ interact ကိုပြောင်းမမယ်ဆိုရင် that နဲ့ဆက်မှာလား။ဘာလို့ရိုးဆက်ကြောင်ဆို that နဲ့ဆက်မယ်။ buff နဲ့ဆက်ရင် to နဲ့ဆက်မယ်။ not to ပါတယ်ဆိုရင် not မှာအငင်းဆိုရင် not to နဲ့ဆက်မယ်မေခွန်းလည်းဆိုရင် if weather နဲ့ဆက်မယ်ဒါမှမဟုတ် wish question ဆိုတော့ duration နဲ့ဆက်မယ်အဲဆိုရင်ဒုတိယတစ်ချက်မှာဆိုရင်ကြတော့ဒီစကယ်ဆက်ပေါ့နော် that နဲ့ဆက်မှာ to နဲ့ဆက်မှာ not to နဲ့ဆက်မှာ if weather နဲ့ဆက်မှာဒါမှမဟုတ် duration ကိုဆက်မှာဒီစကွန်ဂျန်ရှင်ဟာကိုရတယ်မျိုးယူရမယ်နောက်ဆုံးတစ်ချက်ကကျတော့ open manager comma နဲ့ grow manager comma ကြားထဲမှာရှိတဲ့နံစာရဲ့အချိန်ကြီး buff တွေကိုပြောင်းပေးရမယ်။ဒီ၃ချက်ပဲ။ ော်ရိုက်ကနေဒိုရိုက်ကိုပြောင်းမယ်ဆိုခုပထမဆုံးဆက်တူကိုတို့ပြောင်းမလားမပြောင်းမလား s ပြောင်းမလားနောက်ခုကစကားချက်တို့ခု that do the moment not do if whether the moment duration ဆက်မလားနောက်ခုကနောက်ဆုံးတစ်ခုကဒီ open mind နဲ့ common နဲ့ grow effect နဲ့ common ကြားထဲမှာရှင်းနေသားတဲ့ training path တူပြောင်းရမယ်อืมဒီ3ချက်ပေါ့နော် step နေနဲ့အဲ့ဒါကမှတော့ပြောင်းရမယ့်အရာရင်းပေါ့နော် direct ကန် direct ကို open mind နဲ့ common နဲ့ grow effect နဲ့ common ကြားထဲမှာရှင်းရဲ့ဟာရင်းညွှန်းနဲ့ဒီလာတဲ့ seminar ဆိုရင်တော့ မှဆိုရင် open network ပုံမှာနဲ့ global event network ပုံမှာကြားထဲမှာရှိတဲ့ idea ရ subject ကိုကိုးစားပြုတယ်။ဒီ open event network ပုံမှာနဲ့ global event network ပုံမှာကြားထဲမှာဆိုရင် user တွေကကျတော့ object ကိုကိုးစားပြုတယ်။ဒီအဲ့ open event network ပုံမှာနဲ့ close event network ပုံမှာကြားထဲမှာပဲဒီ power one မှန်မြောက် button ပြောင်းမယ်။ချက်ဒီမှာပြောချင်တဲ့ buffer one နဲ့ရင်းနှီးတာဆိုတာ present stand နေပါဦးမှာဆို present ဒီလို present ဆင်မဲ့ဆိုရင် past ဆင်မဲ့ပြောင်းမယ်။ present perfect ဆိုရင် past perfect ပြောင်း present continuous ဆိုရင် past continuous ကြောင်းမယ်ဒါပဲပေါ့နော်။ဒါတော့ above two ဆိုရင် have ready ပြောင်းမယ်။ အဲ့လိုမျိုးပေါ့နော်နောက်ခု time back to ဆိုတဲ့နေရာမှာဆိုရင်လည်းသူက past and past simple ရှိတယ် past simple ဆိုရင်အဲဆိုရင်သူက past perfect past perfect တန်ကိုပြောပေးမယ်ပေါ့နော်သူများဆိုနောက်ခုကျတော့သူကညနေနောက်ခု back to past perfect ဆိုရင်တော့သူ past perfect တန်ပြောင်းရမှာနောက်ခုဟိုရှိမလဲအင်းတခြား above to ဖြစ်တယ် မှာ pass continuous တဲ့အစ်စက်မှာပါ buffer ng အစ်စက်မှာ buffer ng ဆိုရင်သူကအရှိကဒီဟို sorry watch ware ပါ buffer ng ဆိုရင်သူကအရှိက watch ကို zero pass နေရတော့ကြောင့် watch က had been buffer ng ဆိုရက်သူက pass buffer continuous တဲ့ကိုပြောင်းပေးရမယ်နော် ဒါရဲ့နောက်ကျင်ရှင်းသွင်းလိုက်မယ်ဥပမာကျင်ဒီမှာ time expression မှာဆိုရင် over and better comma နဲ့ go and better comma ကြားထဲမှာ this man မြောင် that me ဆိုရင် those now then ago ဆို before ဟောချက်ထားမယ် today ဆို that day yesterday ဆို the day before tomorrow the previous day last night ဆိုရင် the night before the previous night tomorrow ဆို the following day ရတယ် the day after ရတယ် the next day ဆိုရင် next week ဟာ the following week တမမော the week after ဒါပြောရမယ်အရာလေး ဟုတ်ပြီအဲ့ဆိုရင်ဒါတိုင်းကနေဒါတိုင်းကိုပြောင်းမှာဆိုပထမဆုံး step ပြင်နေဆိုရင်၃ချက်ရှိရဲပြောင်းလဲရမယ့်အရာတွေဆိုရင်လည်းဒီမှာဆိုတော့အတိအကျအဖြစ်၃မျိုးရှိရဲဟုတ်ပြီအဲ့ဆိုရင်ပြောင်းကြည့်ကြမယ်ပထမဆုံးဒီ sentence မှာဆိုရင်အင်ဦးမြတ်ဆက်တူမျိုးအောင် I dropped out of politics ဦးမြတ်ကမျိုးအောင်ပြောတယ်ငါနိုင်ငံရေးကနေဆုံးခွာလိုက်ပြီး ဒီမှာဆိုကျွန်တော်ပထမဆုံးကြည့်ရမှာဒီ set 2ကိုပေါ့နော်ဒီ set အစ်စ်မှာဆိုရင် set 2ကိုကျွန်တော်တို့ပြောင်းအောင်မလား s ပြောင်းအောင်မလားမပြောင်းမင်းထားအောင်မလားဒီဇာတ်ကောင်ရဲ့ရိုးစာရောင်ကြီးဖြစ်တယ်မင်းလုံးစာရောင်ကြီးလည်းမဟုတ်တဲ့အတွက်ကြောင့် set 2ကိုကျွန်တော်တို့ပြောင်းအောင်မယ်နော် set 2ကိုတို့ပြောင်းရရမယ်နောက်တစ်ခါကျတော့ကျွန်တော်ဘာလဲ set tutorial အချက်အနေနဲ့စက္ကစက်လာမယ်နော်အဲ့ဒီမှာ set 2တို့ပြောင်းမယ်နောက်တစ်ခါကျစက္ကစက်လာမယ်နော်စက္ကစက်အနေနဲ့ကျွန်တော်ဘာဆက်ရမှာလဲဆိုပြီးတော့ဒါကြောင့်ကျွန်တော်က i drop over politics ကိုရိုးစာရောင်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ရိုးဆိုရင် ်တန်းနဲ့ဆက်မယ်เนาะတန်းနဲ့ဆက်မယ်နောက်တစ်ခုကနောက်ဆုံးအချက်အနေဒီထဲမှာရှိတဲ့ဒီ open method ကောင်မနဲ့ close method ကောင်မကြားထဲမှာရှိတဲ့နိုင်စားတွေပြောင်းရမယ်ဟုတ်လို့เนาะ by expression တွေ path တွေပြောင်းရမယ်ဒီမှာဆိုရင်အဲ i i am doing ရတာလဲဆိုရင်ဦးမြာကိုယူရတာ i am subject ဖြစ်တဲ့အတွက်ကြောင့်ဦးမြာဆို subject ကိုယူရတယ်အဲဆိုရင်ဒီ i ကိုပြောင်းရမယ်နောက်တစ်ခုက path ပြောင်းရမယ် job ကိုပြောင်းရမယ်ဘာတိုးဆိုရင်ကျတော့ဘာထည့်ရမှာလဲ habla battery အဲဆိုရင် အဖြစ်မလာခင်မှာအဲကျွန်တော်အဖြစ်လေးကို cast လုပ်ကြည့်ကြမယ်ဆိုရင်ဝိုးမြာဆက်ကိုတိုမျိုးအောင် that အိုင်းနေရာမှာ he ဝိုးမြာဖြစ်တဲ့ he 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 did hat drop up or politics ဆိုရင်ဘာတူဖြစ်တဲ့ကြောင့်ဟာအဲ့ဒါဆိုရင်ဝိုးမြာတိုမျိုးအောင် that he has to drop up politics ရမယ်နော်နောက်ကို example လောက်ကြည့်မယ်နော်နောက် example မှာဆိုရင် Tamia's mother said to him, Don't slam the door shut. Tamia's mother said to him, Don't slam the door shut. ဒီကောက်ဆောင်ပိနေဆိုရင်ဖြမလေးကအဆင်လိုက်ပြီးတော့လေပထမဆုံးဆက်တူကိုဖာပြောင်းပြောင်းဆက်ယူယူဒီမှာပဲစာချောင်းနေဖြစ်တဲ့အတွက်ကြောင့်ဆက်တူကိုတော့တိုးပြောင်းရမယ်နောက်ပြောင်းမယ်ဆက်တူပြောင်းမယ်နောက်ခုဆက်ကဆက်ဆက်ကဆက်ပါနဲ့ဆက်ပါလေအငင်းနဲ့စာရတဲ့ကြောင့် not to နဲ့ဆက်မယ်တခုရှိမယ် ငါတို့ဒီ open method ကောမှာနဲ့ close method ကောမှာဂျာရဲမှာပြောင်းစရာရှိမလားဆိုတော့သူပြောင်းစရာရဲမရှိဘူးဟုတ်တယ်မလားဘာလို့လဲဆို debug ကကြတော့ပြောင်းစရာမလိုဘူးဘာလို့ငြင်းတယ် don't want not to နောက်က like buff တွေလည်းမရဘူးဆိုတော့ buffer အတိုင်းမှာထားရနော်အဲ့လိုပြောင်းစရာနှစ်ခုတယ်ဆိုရင်အဖြေမလာခင်မှာဖြေကြမယ်ဆိုရင် time yes mother do him not do နဲ့ဆက်တယ်နော်တုံးဆိုတော့ not to slam the door shut ဆိုရင်အဖြေကြည့်မယ် 10 years mother told him not to slam the door shut ဟုတ်ပြီဆိုရင်နောက်ထပ်ဥပမာလေးတစ်ခုအဆိုရင် Coco said water the plants လာမီလာမီဒီထဲမှာဆိုရင်တော့ object ကဟိုဘိုင်မဲ့တဲ့ကောင်မလားကြိုးမဲ့တဲ့ကောင်မချိန်မှရောက်နေပေါ့နော်လာမီဆိုတော့ image တော့ဒီ object ပါတယ်လို့ယူဆရမယ်အဲကြောင့်ပထမဆုံးအနေနဲ့ set to ကို set ကိုပေါ့နော်ဒီမှာဆိုရင်တိုးပြားလာမယ်စကားစအနေနဲ့ပါဆက်မှာလေ water ဆိုရေလောင်းအပင်မျိုးရေလောင်းအဒီအပင်မျိုးရေလောင်းလို့ ပြောရတော့ကြောင်း boss နဲ့စားနိုင်အတွက်ကြောင့်ပြစကစက်နေနဲ့ဒူနဲ့ဆက်ရမယ်ကျန်နိုင်တော့ပြောင်းကြအောင်မပါလို့လေ these these man များကို toast ပြောင်းရမယ်ပေါ့နော်အဲဆိုရင်ကိုကို to lame to water those plants အဖြစ်မှလာကြည့်မယ်ကိုကို to lame to water those plants ဟုတ်ပြီအဲဆိုရင်နားလည်မယ်နော်ကြည့်မယ်အဲဆိုရင်ဒီဒီစာကြောင့်ပေါ့နော် နေတာရောင်းလာပြီဆိုရင် the more of said to me have you finished your dinner မင်းညစာစားပြီလားလို့ the more ကျွန်တော်ကိုဘာလို့ကျွန်မကိုမေးတယ်ပေါ့မင်းရဲ့ဆိုရင်ပထမဆုံး said to ဖြစ်လို့ဘာပြောလဲအရင်ဆုံးကြည့်ရပထမဆုံး listen said to ကိုမင်းကြီးဖြစ်တဲ့အတွက်ကြောင့် oh sorry ဒီမှာဆိုရင်ရှယ်ကဟို question mark ကျန်နေကြပေါ့နော် question mark ထည့်ရမယ်အဲဆိုတော့ said to ကိုဘာပြောမလဲ ask ပြောရမယ် နောက်ချင်တစ်ခုရှိပြီးဇာကစံအနေနဲ့ပါဆက်မယ်ဒီတိုင်းဒါလာမေကွန်ကြီးဖြစ်တဲ့ have you been in mensa baby လာတော့မမေပါအောင်ကြိုက်တယ်လားညအောင်ကြိုက်တယ်လားလာမေကွန်ကြီးဖြစ်တော့ကြောင်းချဲတော့ if တမဝဲတာနဲ့ဆက်မယ်နော်ဇာကစံတစ်ခုဆက်မယ်နောက်ခုပါပြောရမယ်ဒီမှာနန်စားတွေပြောရမယ်နန်စားတွေပါတယ်ဘတ်ဒေးပါတယ်အဲ့တော့ကြောင့်အဲဆိုရင် you ပြောရမယ်နောက်ခုက have finished have finished ဆိုရင်ကျတော့ဒီမှာ present perfect တက်ဖြစ်နေเนาะဒီပထမဆုံးကျတော့ h we have ကိုကျတော့ be one လို့ယူဆလိုက်တာပေါ့เนาะ be one ဆိုတော့ကျွန်တော်ပြောရမှာလေဆိုရင် above to ပြောရမှာเนาะ h d have ပြောင်းပြရမှာပေါ့เนาะဒီမှာဆိုတော့ကို you are ရှိရ you are ဆိုတော့ဒီဒီ you တွေကဘသူ့ပြောချင်တာလဲတမောင်အောင်လားမိတာအဲ့ဆိုဒီတမောင်အောင်ရဲ့ subject မိရ object ဖြစ်တဲ့အတွက်ကြောင့်ဒီ you method များဘသူ့နဲ့ဆိုင်နေတာ object ချင်းနဲ့ဆိုင်တာဒီချင်းကျတော့မိတွေက i am me mind တခုခုတွေကနန်စားတခုခုဒီ you မသွန်း ။အဲဆိုမိတဲ့အမှန်ဒီမိုက်တစ်ခုတည်းရဆိုရင်အဲရုံးရေးကြည့်မယ်ဆိုရင်ဒီမိုက်တစ်ခုတတိထားမှာဒီမေခွန်းနေဆိုတော့ကျွန်တော်ဖြည့်ပေးရမယ်။အဲ interrupt မှာ hey we have ကိုဒီအနောက်ကိုပို့ပေးရမယ် you ရဲ့နောက်အဲ့ဆိုရင်အဖြေရောတစ်ချက်ကြည့်မယ်နော်။အဲ့ဆိုရင်တမွန်အောင်နဲ့ SP if ဒီ you ကိုဒီလိုဒီ media တစ်ခုခုထည့်လိုက်တာပေါ့နော်။ you တင်တင်ဒီဆိုရဲဆိုရဲအတွက်ကြောင့်ဒီဟာဆိုရင် i ပေါ့နော် have i if i actually we have or actually ကပြောင်းတယ် if i have finished ဒီ you are နေရာမှာမိတဲ့က my ထည့်လိုက်တယ်နော် my တဲ့နော် you you are ဆိုတော့ i my ပေါ့နော် my ကိုထည့်မှ my တဲ့လား if we have go ဟိုချိုဖြည်လိုက်တဲ့ဆိုကြောင်းအားရနောက်ပို့ပြရတာနားလည်းမထင်နဲ့ဒါဆိုရင်နောက်ဆုံးတော့အနေနဲ့က my mother said to me why did you put the karaoke ဟိုကားတော့ဘယ်နားမှာထားခဲ့ရလဲဆိုပြီးတော့အမေကကျွန်တော်မေးတယ်တဲ့။အဲဆိုရင်ပထမဆုံးဒီစာကြောင်းမှာဆိုရင်ကိုကျွန်တော်ပထမဆုံးအစင်းနေတဲ့စက်တူကိုဘာပြောရမလဲ။စက်တူကိုအစပြောင်းရမယ်။မိကွန်းစာကြောင်းဖြစ်တဲ့အတွက်ကြောင့်စက်ကစက်နေနဲ့တူက wh နဲ့စတဲ့စက်ကဟိုတော့ right speech ဖြစ်တဲ့အတွက်ကြောင့် wh နဲ့ပဲပြန်ဆက်ပေးရမယ်ပေါ့နော်။အဲကိုဘာပြောရမှာလဲ။ဒီ you ရှိရဲ့ နော်ဒါမှမဟုတ် did put ဆိုဒီ path ကျွန်တော်တို့က path 1လို့ဆိုမှလား path 2လား path 2နော်ဘယ်လိုဆိုကျွန်တော် have ပါမယ်ဆိုရင် you ဆိုရင်ဒီ you ကဘယ်သူနဲ့တက်ဆိုင်တာလဲ you ဆိုရင် object ဖြစ်တဲ့ me တွေကတခုခုထည့်ရမှာပေါ့နော် you ဆိုတော့ဟုတ်တယ်မှာတော် you you are you you are ထဲမှာ you တွေကနေပြော i'm me mine တခုထည့်ရမယ် the courage ကျွန်တော်ပြောင်းကြမလို့အဲ့ဆိုရင်အဖြေမကြည့်မဲ့ channel နဲ့ပြောကြည့်မယ်ဆိုရင် my mother asked me where ပါလေ I had H U D had B U D bought the car key. ဒီမှာ my mother asked me when i said it ပြောဒီအာယူဒီလိုရှိနေဝဲဒီလိုရှိအာယူဝဲအောင်ပြန်ရေးရဲ့နောက်ကိုဖြေမှာဖြစ်တဲ့ကြောင့်ကြောင့်ဒီတစ်ကိုဖြုတ်လိုက်ပြီနော်တစ်ကိုဖြုတ်လိုက်ပြီယူဝဲကြတော့ i အမီးမီလေးကတက်ဆိုင်နဲ့ i ယူလိုက်ပြီ beautiful ရဲ့ hammer မတွေက hd က beautiful the cracking mm hmm. န်ဆိုရင် direct ကနေ indirect speech ကိုပြောင်းလာရမိတယ်နဲ့ဟုတ်ပြီ direct ကနေ indirect speech ကိုပြောင်းလို့ဆိုရင်ထပ်ပေါင်းတော့နေအဆင်နဲ့၃ဆင့်ရှိတယ်ဆက်တူလို့ပြောင်းမှာလားဝန်ချင်းရင်းဆက်မယ်ဝန်ချင်းရှင်တခုခုနဲ့ဆက်မယ်နောက်ခု over by လောက်ကမှနေကိုယ်ရဲ့ direct ကမှကြားရဲကအရာကိုပြောင်းမယ်နေအဲ့၃ဆင့်ဟုတ်ပြီပြောင်းမယ် over by လောက်ကမှနေကိုယ်ရဲ့ direct ကမှကြားရဲက၃ဆင့်ပြောင်းမယ်ဆိုရင်ပထမဆုံးအနေနဲ့နာကြားနေပြောင်းမယ်နောက်က buff တွေကိုပြောင်းမယ် နောက်က time expression တွေပါရင်ပြောင်းမယ်ဟုတ်ဒါပါပဲဒါဆိုရင် drive ကနေ drive ကိုလိုလိုလောက်ကိုပြောင်းလို့ရမယ်ဒါ performance ဆိုရင် part 2ပါလားအဲဘတ်တူဆိုရင် have a mastery ဘဝမဆိုတာကျ present tense နဲ့ပေါ့နော် past tense ပြောင်း past tense နေရော past perfect tense နေပြောင်းမှာပေါ့နော်